အားလုံးမင်္ဂလာပါကျွန်တော်ကိုလာမေးတဲ့မေကွန်းနေတဲ့မှာခိုတိုးပါကိုဘယ်လိုကျဲရမလဲခဏခဏမေ့နေလို့ဆိုတော့မေကွန်းလေးရှိပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုမှာတော့အဲ့ဒီမေကွန်းနဲ့ပတ်သက်ပြီးတော့မှပဲပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်အရင်ဗီဒီယိုမှာလည်းဂေါ်ကြီး vocabulary ရဲ့မပုံမနည်းကိုပြောပြသွားပါတယ်ပြန်ပြီးပြောမယ်ဆိုလို့ရှိရင်တော့အဓိကတော့၄ channel messaging နဲ့နံပါတ်၁ကကျတော့စကလုံးရဲ့အတန်အတွက်နံပါတ်၂ကကျတော့စကလုံးရဲ့အတိတ်ပဲ နောက်ပြီးတော့သွဲလုံးလေးညံမှတ်ဖို့ပြောထားတယ်နံပါတ်၄ကကျတော့ဝါချလေးညံမှတ်ဖို့ပြောထားပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှပဲကျွန်တော် comment မှာ link ပေးထားပါမယ်ဒီနေ့ဗီဒီယိုမှာတော့ဘလို့မှတ်ရမလဲဆိုတဲ့ဟာကိုအဓိကပြောတော့မှာဖြစ်ပါတယ်။ဒါကလည်းတယောက်နဲ့တယောက်တူမှာတော့မဟုတ်ပါဘူး။တချို့တွေကကြတော့လည်းခဏခဏဖက်ပြီးတော့မှမမိသွားတဲ့လူလည်းရှိသလိုတချို့တွေကြတော့လည်းချရင်မှမမိတာလည်းရှိပါတယ်။အဲတချို့တွေကြတော့လည်းတကယ်လက်တွေ့မှာတုံးမှပဲမမိတာမျိုးလည်းရှိပါတယ်။ အဲအဲ့ဒီထဲမှာကျွန်တော်ဒီရက်ပိုင်းသုံးနေတဲ့နီလန်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်တော့တန်ကောကတို့ပေါ့နော်ဒီကတ်လေးနေနေပါဒီကတ်ကိုလည်းမြင်မှုကြလားမသိဘူးနော်ဒီကတ်ကကျတော့ဂျပန်မှာဆိုလို့ရှိရင်ရန်တရာဆိုင်မှာဝယ်လို့ရပါတယ်မြန်မာပြည်မှာလည်းရှိမယ်လို့ထင်ပါတယ်အဲအလို့ကျက်မယ်ဆိုလို့ရှိရင်တော့ဒီကတ်လေးကတော်တော်လေးကိုအဆင်ပြေပါတယ် အဲဒီလိုကတ်လေးပေါ့နော်အဲအဲ့ဒီမှာဆိုလို့ရှိရင်ကိုအလိုချက်မဲ့စက်လုံးလေးတွေကိုဒီမှာရေးမှတ်ထားပါတယ်အဲဥပမာကျွန်တော်တို့ခိုးတိုးပါးစက်လုံးတစ်လုံးကိုမှတ်မယ်ဆိုလို့ရှိရင်တော့အရင်ဆုံးဒီရဲ့စက်လုံးရဲ့ခန်းကြီးကိုရေးလိုက်ပါအဲကျွန်တော်ကတော့ဒါဒီစက်လုံးလေးပေါ့နော်ဒီရဲ့ကတ်မှာတော့ပြောင်းပြန်ဖြစ်နေပါလိမ့်မယ်ဒီစက်လုံးလေးပါဒါလေးရဲ့အနောက်မှာတော့သူ့ရဲ့အတန်အတွက်ကိုရေးပါတယ်ဒါကတော့သူ့ရဲ့အတန်အတွက်ဟီရာကာနာနေပေါ့နော်အဲအဲ့ဒါရဲ့ နောက်ပြီးတော့မှမြန်မာလိုလည်းဒီမှာရေးလိုက်ပါတယ်တကယ်လို့ကိုကအချိန်ရတယ်ဆိုလို့ရှိရင်တော့ဝါကျလေးကိုလည်းဒီမှာရေးလိုက်ပါတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တွေဒီခန်းကြီးကိုမြင်လိုက်လို့ရှိရင်ဘာတန်တွဲလဲဘာအတိတ်ပဲလဲဘလိုနေရာမှာတုံးလဲဆိုတာကိုသိရမှာဖြစ်ပါတယ်ဒါကတော့ဘူကာပေါ့နော်ဘူကာဆိုတဲ့ခန်းကြီးလေးပါအဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့အတန်တွဲကဘူကာအဲဒီမြန်မာလိုဆိုလို့ရှိရင်ဂုံစင်းတော့ကျွန်တော်ရေးထားတာကတော့ 物価が上がって困っています。เนาะ。コンゼロンにたててちゃうもろ、どかやんにばれ。それで、はれそうしてね。あ、だそうしてね。物価そうしてね。コンゼロンそうびろちゃのりまみとまってばれ。ဒီလိုပုံစံနဲ့ပဲကိုမတိတဲ့စကလုံးလေးကိုအများကြီးဒီမှာရေးပြီးတော့မှပဲမှတ်တာပါမှတ်ပြီးတော့မှပဲကိုအားတဲ့ချိန်မှာဆိုလို့ရှိရင်ဒီစကလုံးကဘာတန်ထွက်လဲဆိုပြီးတော့မှပဲပြန်ပြန်ပြီးတော့မှပဲဒါလေ့ကျင့်လို့ရပါတယ်ဒါတော့ကျွန်တော်လေ့ကျင့်ထားတဲ့အားလေးပါပဲ โอเคပါဒီလိုလေးမှတ်တာလည်းတော်တော်လေးကိုမှတ်မိမယ်လို့ထင်ပါတယ်ဆောင်းအုပ်ထဲမှာရေးထားတဲ့ဟာကိုဒီတိုင်းပဲဖတ်မယ်ဆိုလို့ရှိရင်เนาะမှတ်မိတယ်လို့လို့ရှိပေမဲ့တကယ်စကားလုံးကိုမြင်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့တွေမသိတာတွေရှိနိုင်ပါတယ်မိသွားတာတွေရှိနိုင်ပါတယ်ဒါကြောင့်မလို့မမေ့အောင်ဆိုလို့ရှိရင်เนาะဒီလို flat cash ပုံစံလေးနဲ့အဲရေးပြီးတော့မှပဲမှတ်တာကလည်းကောင်းမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကတော့ ုတိုးပါလေးကိုဘယ်လိုပုံစံနဲ့မှတ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပဲပြောပြသွားတာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှပဲသိချင်တာရှိလို့ရှိရင်လည်းကောမမှာရေးထားပေးပါဦး။ဒီဗီဒီယိုကအားလုံးအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်တော့ဗီဒီယိုလေးကို like and share လေးလုပ်ပေးပါဦး။အဲကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ရတယ်လို့ရှိရင်လည်း subscribe လုပ်ပေးပါဦးနော်။ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye.